ပြောခြင်းပဲပြောလိုက်သည်ဆောင်းပါးရေးသားသူကျော်သူရင်ထွန်းအမေရိကာပေါ်တယ်ပိုင်ရှင်ဒို့မဟုတ်အခန်းပိုင်ရှင်က80ရာခိုင်နှုန်းရပြီခန္ဓာကိုယ်ရင်းရတဲ့ကာယကံရှင်က20ရာခိုင်နှုန်းပဲရတယ်တချို့ဆိုကာယကံရှင်မိခလီက100ရာခိုင်နှုန်းသာရတယ်ဆိုပဲအောဇီယာ စိတ်မကောင်းစရာတရင်စကားပါမြန်မာနိုင်ငံမှာအဲ့လိုအခြေအနေဖြစ်နေတာဘယ်လောက်ကြာပြီလဲကျွန်တော်လူငယ်ကလေးကဒါနေဦးတွေရှိနေတယ်ဆိုပေမဲ့အဲ့ဒီလောက်အခြေအနေမဆိုးခုတော့ဂျားကန်ပွဲစားတွေငွေရွှင်တလောက်တကယ်အကြိုက်ရှင်မင်းကလေးကမဆိုးမပုတ်ငွေလောက်နဲ့လှုပ်ရှားနေကြတာသိခဲ့ရတယ်ကျွန်တော်ကသူတို့ကိုအပြောမယ်လို့တုံတုံနေ အများကတော့ပြစ်ဒဇာလိုတင်းကျုံရောပေါင်းခေါ်ဆိုကြတယ်။အပြောမယ်ဆိုတာက ပြစ်ဒဇာလိုငွေပေးသူတိုင်းနဲ့မဆက်ဆံပါ။ငွေပေးသူတိုင်းလည်းမလိုက်ပါ။သူတို့ကသူတို့နှစ်သက်သူနဲ့သာညာအိတ်တယ်။ပွဲစားသူမဟုတ်ဆက်သွေပြီးသူကတစ်ဆင့်အဆက်အသွယ်လုပ်တယ်။ဒါကြောင့်သူတို့ကိုအပြောမယ်လို့ကျွန်တော်သုံးနှုံးပါတယ်။ဟိုတယ်ထောင်သူအများစုဟာအပြုံမဲတွေနဲ့ချိတ်ဆက်ထားတယ် အပြောမဲအများစုကလည်းဟိုတယ်တွေနဲ့ချိန်ထားတယ်။ခေါ်ပြီးသူဂျားပွဲစားကဟိုတယ်ကို ခေါ်လာပြီးတယ်။အဲ့ဒီနောက်မှာတော့ဟိုတယ်မန်နေဂျာကတဆင့်ပြောပါလို့သူနဲ့ချိန်ဆက်ပြီးတယ်။ဂျားပွဲစားတယောက်ရဲ့ပြောပြချက်အရတထောင်ခွေနဲ့ဈေးတက်လာတယ်ဆိုရင် သူက9000ရတယ်။အပြောမဲကို3000ကျပ်ပေးပြီး ကျန်တာကိုတော့ဟိုတယ်ကယူရတဲ့ငါးစားတစ်ဆတာရတယ်ဆိုတော့ပျော်မေက 20ရာခိုင်နှုန်းသာရလိုက်ခြင်းပါမိပြည်တော်ကအတိတယောက်ရဲ့ပြောပြခြင်းအရာမိပြည်တော်မှာနာမည်ကြီးဟိုတယ်တစ်ခုဆိုရင်20ရာခိုင်နှုန်းပဲအပြော်မယ်ကိုပြီးတယ်လို့တီးခေရတယ်မယုံမရှိနဲ့တကယ်ရှိနေတကယ်ဖြစ်နေတဲ့ဖြစ်ရကိုပြောမယ်အဲ့ဒါကတသိန်းယူနှစ်သိန်းယူသုံးသိန်းယူကောလိပ်ကျောင်းသူတွေပါတဲ့ အတိတ်မှာတကယ်ကြုံခဲ့တကယ်သုံးဆွဲခဲ့သူမိတ်ဆွေရင်းတဦးစီကကြားခဲ့ရတာပါ မော်လမြေမြို့မှာလေမော်တယ်ဟိုတယ်နဲ့လိုင်းဆိုင်ကသမားတချို့စီကတီးခဲ့ရတယ်ကျွန်တော်မိတ်ဆွေပြင်သစ်ကြီးတဦးကလည်းတသိန်းယူနှစ်သိန်းယူသုံးသိန်းယူကောလိပ်ကျောင်းသူနဲ့တမျိုးညီမမော်တယ်နဲ့တနီတညတာမကြီးတန်းဆောင်ခဲ့ကြောင်းပြောပြတယ်လက်တို့တွင်နေပေါ့ဗျာမော်လမြေမြို့ ကန္နာလန်တနီယာမှာတော့အမျိုးသမီးငယ်တွေအရက်ဘီယာငှဲ့ပြီးတဲ့ဘားတစ်ခုဟာညဘက်ဆိုရင်နီးချင်းချင်းရောင်စုံမီးတွေနဲ့စီကားလို့ကျွန်တော်မိတ်ဆွေပြင်သစ်ကြီးလဲအဲ့ဒီမှာအပျော်မယ်တွေနဲ့ဘီယာတောက်ရင်ตาယာညံ့ညောင်းစွာကျူးရင်ခဲ့သည် မိတ်ဆွေကြီးအသက်က90ကျော်လို့ထင်ရတော့အောင်နုကြိုကျမ်းမှာတောက်တင်းတမ်းပါတယ်အသက်80နှစ်ရှိပြီလို့ပြောရင်ဘယ်သူမှမယုံ ကျွန်တော်လည်းမယုံ1948ခုနှစ်ကသူ့မွေးခဲ့ကြောင်းသူ့ passport ရဲ့မွေးတက်ရေးမှာတွေ့တော်မှ ကျွန်တော်လည်းယုံတယ်ကဘာကိုတယောက်တည်းလဲပတ်နေသူ ထိုင်းကိုမကြာခဏရောက်နေသူအငိမ့်စားကြီးပါပြောမယ်တွေလဲအကြောက်တရားနဲ့လှုပ်ရှားနေကြရတဲ့နိုင်ငံမို့။ဘာလို့လို့ဂျားကန်ပွဲစားကတစ်ဆက်ဆက်တွေ့နေရလုံးနေကြရတယ်။အခုလဲ ြန်မာနိုင်ငံကအပြော်မေရီဘောကဂျာကန်ပွဲစားကားတစ်စက်ဆက်သွယ်မှရတယ်။ဂျာကန်အစီအစဉ်ဖြတ်ကျော်စည်းရိမ်တွေနှုတ်လိုက်တော့ သူတို့ခင်ဗျာမစိုးမပို့ငွေလောက်ပဲရတော့တယ်။ငွေအပြည့်ရနိုင်တဲ့နီလန်လဲသူတို့မရှာတတ်ပါ။တိလဲမတိနားလဲမလဲစင်းလဲမစင်းစားကြ။သူတို့လိုအပျော်မယ်တွေထိုင်းဗီယက်နမ် မ္ဘောဒီးယားလာအိုဖိလစ်ပိုင်အင်ဒိုနီးရှားနဲ့အာရှနိုင်ငံ များစွာမှာရှိတယ်။တရုတ်နိုင်ငံဆိုရင်ပျော်မယ်တန်းစားအမျိုးမျိုးတော့ခွဲထားသည်။တချို့ကတွဲယုံတက်တက်တချို့ကညာအိမ်နိုင်သူစသည်ဖြင့်ဒါပေမဲ့သူတို့ကိုဆက်သွယ်ဖို့ဂျာကန်ပွဲစားမလိုပါ။သူတို့နီသူတို့ဟန်ဆက်သွယ်ရေးနီလန်းတွေတီထွင်ထားတယ်။အမေရိကန်မှာလည်း ဲ့လိုပြောမယ်တွေရားစွာရှိပါရှားကံပွဲစားမလို့ပါဘာကြောက်လဲဆိုရှယ်မီဒီယာဖြစ်တဲ့ Facebook ကတစ်စက်ဆက်သွယ်တယ်အလှပမော်ရယ် page တွေလုပ်ထားတယ်အဲ့ဒီ page ရဲ့ chat box message box ကတစ်စက်တိုက်ရိုက်ဆက်သွယ်တယ် Facebook ရဲ့တားမြစ်စည်းကမ်းနဲ့မညီအောင် page ပေါ်မှာဓာတ်ပုံလှလှကလွယ်လို့တခြားညဉ့်ညံစီတဲ့အမုန်းပွားစီတဲ့မနှိမ့်ညို့စီတဲ့အကြောင်းအရာတွေ ဘာမှမတင်အဲ့ဒီနီလန်းနဲ့ဈာကံပွဲစားမလို့ပဲဆက်သွယ်လို့ရတဲ့နီလန်းကို သူတို့တီထွင်ထားတယ်ဆက်သွယ်လာသူကို ချက်ပေါက်မှာစကားပြောတယ်စိတ်ချပြီဆိုမှဗီဒီယိုနဲ့ခေါ်ပြီးစကားပြောတယ်ပြေးကြပြီဆိုရင်တော့အပြင်မှာခေါ်တွေ့တယ်ထမှန်ပြေးကြပြီဆိုမှနှစ်ဦးသဘောတူ အပျော်ခကြီးဆက်ကြတယ်ဒါကြောင့်လေငွေကြီးအပြည့်ဝသူတို့ရကြတယ် မြန်မာပြောမယ်တွေကတော့ဆိုရှယ်မီဒီယာလုထားကြပြီမဲ့အဲ့ဒီနီလန်းကို မစင်းစာမတွေးမိကြပြီးကြအောင်ဆက်သွယ်နိုင်တဲ့ဆက်သွယ်ရင်နီလန်းအစင်းစင်းကိုလည်းမလုံနိုင်ကြနောက်ဆုံးတော့ရေပြင်ကကြားပွဲစားအစင်းစင်းကို ဖြတ်ကျော်ပြီးမှ တကယ်သုံးဆွဲသူစစ်စစ်နဲ့တွေ့ပြီး20ရာခိုင်နှုန်း10ရာခိုင်နှုန်းလောက်နဲ့ကျင်းနိုင်ရတယ်မတန်မှန်းသိပေမဲ့တိုက်ရိုက်ဆက်သွယ်ဖို့ကြောက်နေရတဲ့နိုင်ငံမျို အဲ့ဒီနီလန်ကလုံကြုံတယ်လို့သူတို့ခံစားရတယ်လိုလျင်ကြံစနီလန်ရဆိုပေမဲ့ သူတို့ခင်ဗျာကြံစစဉ်းစားနိုင်စွာမရှိကြသေးရန်ကုန်မှာတော့တက်ရိတ်ဆက်သွယ်တဲ့နီလန်ပြီးထွင်ထားသူအပြောမဲ့တချို့ရှိကြောင်းကျွန်တော်မိတ်ဆွေ ပြင်တက်ကြီးစီကတစ်ဆင့်တိခေရတယ်မော်လမြိုင်မြို့မှာရှိတဲ့ပြောမဲကိုလည်းရန်ကုန်ကလမ်းချိတ်ပေးတာလို့တိခေတယ် ရှားပွဲစားမလိုပါသူတို့အပျော်မယ်ချင်းချင်းအမိတဟဲပြုအပြန်အလှန်ကူညီခြင်းပါမြမမော်ရယ်ချွတ်လေတူတူတိတ်တိတ်ရတုတ်တွင်ရှိကြောင်းပြောပြတယ်ဒါပေမဲ့မြမလူမျိုးချင်းချင်းဆိုရင်မလွယ်ကြောင်းခေါ်လို့မလိုက်ကြောင်းမိရွှေကြီးကပြောပြတယ်မိရွှေပြင်သစ်ကြီး ਨੇ စာနောက်ပြောဆိုကြရင်ကျွန်တော်ကိုခင်ဗျာ friend ကနေ ချိတ်ပြီးပါလားလို့နောက်နောက်ပြောင်ပြောင်ပြောတော့မရဘူးလို့သူကငြင်းတယ်။ခင်ဗျား girlfriend လားလို့မေးတော့နို့နို့လို့သူကငြင်းမြန်တယ်။သူက friend girl လို့သာသုံးနှုန်းတယ်။ friend က girl ပါ။ဘိုင်းမဟုတ်ဘူး။ girlfriend ဆိုတာကြီးစားအမျိုးသမီးကိုခေါ်ပြီးပြောမယ်အမျိုးသမီးကိုတော့သူက friend girl လို့သာသုံးနှုန်းတယ်။သူ့ကိုကျွန်တော်ချီးမွမ်းတာတခုကသူနဲ့ကျွန်တော်ရင်းနှီးကြပေမဲ့ သူထားထားတဲ့စီးကိုဘယ်တော့မှသူမဖောက်ချင်းပါအဲ့ဒီစီးကတော့သူနဲ့ညဘက်အတူတူနေတဲ့မြမမော်ရဲမိန်းကလေးရဲ့ဖုန်းနံပါတ်နဲ့နာမည်ကိုဘယ်သောအခါမှပြောမပြခြင်းပါကျွန်တော်ကစနောက်ပြီးမေးလဲမပြောပါအတီပေါက်နဲ့မေးလဲမပြောပါတူတူကြိတ်ပြီးအစ်ထုတ်လဲမရပါဒါဟာကျွန်တော်တို့မြမလူမျိုးတွေနဲ့တိတ်ပြီးကြွားချတဲ့အချက်ဖြစ်နေပါတော့တယ် ရန်ကုန်နေပြည်တော်မော်လမြိုင်ပသိမ်ချောင်းသာစသည်ဖြင့်မြန်မာကိုလေရောက်ခဲ့စဉ်ကျွန်တော်သွားခဲ့တယ်။နိုင်ငံရေးစီးပွားရေးလူမှုရေးနဲ့အခြားသောအထွေထွေအကြောင်းအရာစုံကိုတိခွင့်လေးလာခွင့်ရခဲ့တယ်။အဲ့ဒီအထဲကမှကျွန်တော်မပြောချင်တဲ့အခုအကြောင်းအရာကိုနည်းနည်းပြောပြလိုက်ခြင်းပါ။ အမျိုးသမီးတွေဘက်ကရက်တီတဲ့ဥပဒေမရှိတဲ့နိုင်ငံအပျော်အမေတွေရှိနေတာကို မရှိတယ်လို့ပြစ်ထားပြီးအတိမတ်မပြုတ်သေးတဲ့နိုင်ငံပြစ်ဒဇာရှိနေတာကို မရှိတယ်လို့ထင်စီတဲ့နိုင်ငံအဲ့ဒီနိုင်ငံအဲ့ဒီလိုနေရာမှာအဲ့ဒီလိုလှုပ်ရှားနေတဲ့မိန်းကလေးအပျော်အမေတွေကိုကျွန်တော်စာနာမိပါတယ်ဒါကြောင့်လေကြားပွဲစားတွေလက်ကယုံထွက်ပြီးကိုပိုင်းလမ်းတစ်ဖဲ ကိုချီဘောကိုရက်တဲ့နိုင်ငံတချို့ကမိန်းကလေးတွေကို အတူယူစေခြင်းတဲ့အာရှနိုင်ငံတွေက ထိုင်းဗီယက်နမ်ဆိုရင်မြန်မာနဲ့နီးနီးဆက်ဆက်ဆက်ဆံနေပြီးသူတို့စီမှာတော့အပျော်မေမျိုးစုံကို ပုံစံမျိုးစုံနဲ့ဆက်သွယ်နိုင်တယ်ဂျာဂန်မလိုပဲ သူတို့နဲ့တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်နိုင်တယ်မြန်မာမိန်းကလေးအပျော်မေတွေလဲနီလန်းဖွေရှား လိုလျင်တွေးကြံဆောင်ရွက်နိုင်ကြပါစေ။ခေါင်းပုံဖြတ်ကြားပွဲစားပြီးကလွန်မြောက်ပါစေ။နောက်အခါအမျိုးသမီးတွေဘက်ကရပ်တည်ပေးတဲ့ဥပဒေတွေလည်းပေါ်လာပါစေ။အပျော်မယ်နဲ့ပြစ်ဒဏ်စာတွေရှိနေတာသိနေပါလျက်မသိဟန်ပြုတ်အကာအကွယ်မဲ့ဖြစ်နေတဲ့ပြီးမှกินလို့ကြပါစေ။ ကျော်သူရင်ထွန်းအမေရိက2020ဖေဖော်ဝါရီ17ရက်နေ့ရေးပြီး2024နိုဝင်ဘာ21ရက်နေ့ပြန်လည်တီးဖြတ်သည်မပြောခြင်းပဲပြောလိုက်သည်